အားလုံးပဲမင်္ဂလာများဖိုးဖိုး AC channel ကြီးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါလီဗာပူးပွဲနဲ့ဒီလီဗာပူးအတင်းလက်ရှိကျွန်တော်တို့ဒီဘောလုံးပွဲစဉ်တွေမရှိသေးတဲ့အချိန်မှာပေါ့လေဒီနိုင်ငံတကာကျွန်တော်ဒီ international break အချိန်မှာတော့ကျွန်တော်တို့အတင်းရဒီပတူကိုခြေစားနဲ့ဒီဒန်ရရကစားသမားတွေကလွဲလို့ဂျန်တဲ့ကစားသမားတွေကတော့ဒါသူ့ရဲ့တက်ဆိုင်ရာဒါမိခင်နိုင်ငံတွေမှာတွားပြီးတော့ဒါတွားရောက်ပူပေါင်းတွားကြပြီးပေါ့လေဒါကြောင့်မလို့ကျွန်တော်တို့အခု ဒီ international break ကျွန်တော်တို့မတိုင်မီဒါပြီးခဲ့တဲ့ဒါ Man City နဲ့ပွဲရှုံးပြီးတဲ့အချိန်မှာဗောလေကျွန်တော်တို့ Liverpool အသင်းဟိုဒါဒီဘောလုံးသုံးသက်သူတော်တော်များများလေဒီနိုင်ငံသားမှာရောဒီပြည်တွင်းမှာရောရှိတဲ့သုံးသက်တဲ့သူတော်တော်များများလေဒီဝေဖန်ကြကျွန်တော်တို့တွေ့ရရဗောလေပြီးတော့ကျွန်တော်တို့ဒီရှုံးသွားနောက်ဆုံး၁၀ပွဲမှာဆိုလို့9ပွဲထိရှုံးသွားနေပတ်သက်ပြီးတော့ဒီကျွန်တော်တို့ fan တွေအတင်းဟိုချစ်တဲ့ fan တွေကလည်းတချို့ဝေဖန်တဲ့လူတွေလည်းရှိတယ်ဗောလေဒါချို့နီးပြောက်ကိုပြစ်ပြောတဲ့လူတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့အတင်းအားဒီတချို့ဒီသူများတွေဝေဖန်တယ်လို့တကယ်ပဲဖြစ်သွားပြီလားဆိုတာကိုကျွန်တော်ဆွေးနွေးကြည့်ကြအောင်ဗောလေအဲ့တော့ကျွန်တော်ကတော့ဒီ CD နဲ့ပွဲရှုံးရတာတော့တိတ်ပြီးတော့မလောင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီခံစားရတာဗောကိုတင်ရှုံးရဆိုကျွန်တော်တို့ဒီဘာကြောက်လဲဆိုတော့ဒီတကယ်တော့ဒီကျွန်တော်မှန်တာကလေးဘာလို့ဆိုတော့ရှင်းမှာနှစ်ပွဲဆက်လိုက်တာရည်ရဲနဲ့ အစွန်ဘီလာကိုရာလက်တွေကောင်းလာခဲ့ပြီးမှဒီလိုမျိုးကြီးတာပြုံးကနေကျွန်တော်တို့ဘာမှစက်တရရဒီကျွန်တော်တို့ပြောမယ်ဆိုလို့အဖက်ဖက်ကမရှင်နိုင်မင်းနဲ့စီးရီကိုဒါကိုပြက်ခြေပြက်ရှုံးနှိပ်သွားခဲ့တဲ့အပေါ်မှာတော့ကျွန်တော်ကတော့ဒီနည်းနည်းတော့ခံစားရတာပေါ့ဒါပေမဲ့တအားကြီးတော့မလောက်ပါဘူးဘာလို့လဲဆိုတော့စီးရီဖြစ်နေတဲ့အတွက်ကြောင့်မလို့လားဒီဘဘူးအသင်းအနေနဲ့စီးရီရဲ့အိမ်ခွင်မှာကျွန်တော်တို့ဒါပြီးခဲ့တဲ့ရာသီကအာနီစလော့နိုင်နေဆိုတဲ့အချိန်တုန်းကတော့ဒါစီးရီရဲ့အချိန်တုန်းကကျွန်တော်တို့တို့မှအဲ့လို လူတွေတိတ်ပြီးတော့ဒီကျွန်တော်တို့မစုံသေးတာလည်းပါတယ်ပြီးတော့ကျွန်တော်တို့ဒီလူတွေအဝင်အထွက်တွေနဲ့ဒီပြီးတော့ဒီတချို့ကစားသမားတွေဆိုလို့ရှိရင်အသက်ကြီးပိုင်း player တွေပါတယ်ဗောလေအဲ့တော့အဲ့လိုပုံစံမျိုးအနေထားမှာကျွန်တော်တို့နိုင်ခဲ့တယ်ဒါပေမဲ့ဒီရာဒီမှာတော့သူတို့အနေနဲ့ဒါကျွန်တော်တို့တော့ဟာဖူးဖူးတောက်နေတဲ့အချိန်မျိုးဗောလေအဲ့လိုအချိန်မျိုးမှာကျွန်တော်တို့ဒါလီဗာပူးအသင်းနေနဲ့ရှုံးခဲ့တယ်ကျွန်တော်တို့ဒီဟိုစွမ်းဆောင်ရည်ပိုင်းရော ရလက်ပိုင်းရောခြေနေမကောင်းခဲ့ပေနဲ့ရှုံးခဲ့တယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီအခုလက်ရှိကျွန်တော်တို့ဒီဝေးကွင်းလေးပွဲစားတိုက်ရှုံးသွားတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော့ဒီနီးပြားကြီးအာနီစလော့ကိုကျွန်တော်တော့ဟိုယုံကြည်တယ်ကျွန်တော်တအူတယ်ရတော့ကျွန်တော်ဒီလိုပုံစံမျိုးကျွန်တော်တို့ဟိုအမှန်မှာကျွန်တော်မျှော်လင့်နိုင်ခဲ့တာပြီးခဲ့တဲ့ရာသီကပေါ့လေနီးပြားအပြောင်းလဲဖြစ်တဲ့အချိန်မှာကျွန်တော်နီးပြားကြီးခြားချင်းကတော့ထောက်သွားပြီးတော့နီးပြားကြီးအာနီစလော့ကျွန်တော်တို့အတင်းကိုဝင်လာတဲ့အချိန်မှာကျွန်တော်ကတော့ဒီအဲ့ဒီအချိန်တော့ ဒီလိုမျိုးပုံစံတွေဖြစ်မယ်လို့ကျွန်တော်တို့မျှော်လင့်ခဲ့တာပေါ့လေဒါပေမဲ့အဲ့ဒီຢာဒီမှာပြီးခဲ့တဲ့ຢာဒီမှာကျွန်တော်တို့ဒီလိုတွေမဖြစ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ DPI ဂျာဂျင်ကလော့ထားခဲ့တဲ့ဒီ squat in r ရဲ့ပြီးတော့လူချင်းကကျွန်တော်တို့တောင့်တင်းမှုလည်းရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီသူ့ရဲ့ဒီ DPI anisor ရဲ့လက်ထက်မှာကျွန်တော်တို့ဒီ gravity တို့တချို့ဒီပြောမယ်ဆိုလို့ချင်းကစားသမားတော်တော်များများဒီကောင်းလာတဲ့အနေထားပေါ့လေပြီးတော့ဒီ sobo gravity marker ဆိုတဲ့အတွဲရလည်းကျွန်တော်တို့ နီးပြာကြီးဂျာဂျင်ကလော့အသက်သွင်းပေးခဲ့တာဒီအနီစလော့လက်ထက်မှာပို့ပြီးတော့အသက်ဝင်လာတယ်ပြီးခဲ့တဲ့ရာသီကပို့ပြီးတော့ဒါကောင်းလာတယ်အဲ့တော့အဲ့လိုမျိုးအနေထားတစ်ခုမှာပြီးတော့ဒီကျွန်တော်လူဝစ်ဒီရတို့ပေါ့ဒီတောင်မှာမှွေနှောက်တဲ့ကစားသမားတွေရှိတယ်ဒါဒါဝင်နူးနဲ့သူ့အနေနဲ့ဒီဘလို့ပဲကြောင်ပြောင်းနေပါသေးပြီးတော့ပြီးခဲ့တဲ့ရာသီကဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒေဂိုဂျိုတာလည်းရှိတဲ့အတွက်ကြောင့်ပေါ့လေပြီးတော့ဒီလူဝစ်ဒီရကလည်းအဲ့နေရာမှာရန်ပန်ရန်ကကစားရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ ဒီလိုပုံစံမျိုးတွေကိုရလက်မကောင်းတာတွေမဖြစ်ခဲ့ပြီးခဲ့တဲ့ရာသီကတော့ကျွန်တော်၉ဘွဲထိတည်ကြပြီးတော့ဒါ၄ဘွဲလားတော့ပဲရှုံးနေပါလေခုဒါ၁၇ဘွဲပဲရှိရ၅ဘွဲဆက်ရှုံးသွားပြီဆိုတာတော့ကျွန်တော်ဒီအဝေးကွင်းတွေမှာများတယ်ပေါ့လေကျွန်တော်အိမ်ကွင်းမှာတော့တပွဲပဲရှုံးတယ်အဝေးကွင်းကကျွန်တော်တို့တတိထားမိတာဒီရာသီတချို့အတင်းတော်တော်များများမှာဒီတရေနဲ့အရှုံးအမိုင်အဲ့လိုမျိုး၃မျိုးလုံးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလီဗာပူးအတင်းမှာတော့တရေမရှိသေးဘူးကျွန်တော်တို့အရှုံးနဲ့အနိုင်ပဲဖြစ်နေတယ်ဒါကြောင့်မို့လို့ကျွန်တော်ကတော့ဒီ ဒီဘဘူးတင်းနေနဲ့တကယ်လို့ပြန်လာမယ်ဆိုရင်တော့မှကျွန်တော်တို့ဒီအနိုင်နေပြီးဆက်သွားနိုင်တယ်ကျန်းသွားနိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့လေအခုကကျွန်တော်တို့ဒီယာဒီကကျွန်တော်တို့နေနဲ့ဒီဖလားကိုရရင်တော့ယူယူမယ်ဟုတ်ဗျာမရရင်တော့လည်းမယူဘူးပေါ့ဒါပေမဲ့ကျွန်တော်ချန်ပီယံလီးကတော့ဝင်ခွင့်ရမှာပါအဲ့လောက်ကတော့အနည်းဆုံးဆင့်သုံးလောက်တော့ရမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ဒီပြိုင်အန်ဒီစလော့ကိုကျွန်တော်ယုံကြည်တယ်သူလုံနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အခုကကျွန်တော်တို့အတင်းမှာဒီအလဆနာအီဆက်တို့ဘာလို့ဆိုလို့ရှင်လဲခြေစုံမပြနိုင်ဘူးပြီးတော့ Fronian Bus ဆိုလို့ရှိရင်လည်းသူကကျွန်တော်တို့ဒီသူ့အနေနဲ့နီးပြကြီးကနီးပြသူ့သူ့ကိုခုမှကျွန်တော်စိတ်ထင်ရတော့လာစမ်းနေတဲ့ပုံစံမျိုးပေါ့ဗျာသူကျွန်တော်တို့ဒီနံပါတ်10လို့မှထားလို့ရှိရင်အစဉ်ပြေလာအခုဟိုဟိုတခါလေကျွန်တော်တို့ဒီမိုဆာလာကိုအောက်ပြီးတော့ညာတောင်းမှမှလေသူ့တုံးခဲ့သေးတယ်အခုတခါဘယ်မှာတုံးနေတယ်ကျွန်တော်တို့သူ့ကိုစမ်းနေတဲ့အနေထားလို့ပဲကျွန်တော်တို့ထင်နေပေါ့လေပြီးတော့ဒီဆိုပို နေရာပျောက်သွားမှလည်း तू ကစိုးရိမ်နေတဲ့အနေအထားမှရှိရဲ့။ तू ကတကယ်လို့ Freudian ဘက်ကိုအဲ့နေရာမှာထားသုံးမယ်ဆိုလို့ရှင်နံပါတ်1လို့မှထားသုံးမယ်ဆိုဘိုးကဘလိုပဲဖြစ်တဆင့်ဆင်းပြရမှာပဲ CM သို့မဟုတ်တာညာတောင်မှမှသွားပြီးတော့ဆော့ရမှာပဲသူရဲ့အနေအထားဒါကြောင့်မလို့အခုချိန်မှာကျွန်တော်ဒီ friend bound တို့ဘာလို့ဆိုလို့ရှင်လဲဒဏ်ရာရနေတယ်သူတို့လည်းဒီပုံမှန်ခြေစွမ်းမရသေးဘူး Liverpool ဆီကလည်းပုံမှန်မရှိသေးဘူးပြီးတော့မီရော့ကတ်ဆိုလို့ရှင်ပြီးခဲ့တဲ့ရက်ဒီဘုံမောက်မှာကျွန်တော်တို့တော်တော်ကြီးကို ဟိုပြောမယ်ဆိုလို့ရှိရင်တော်တော်ကောင်းခဲ့တဲ့ကစားသမားပေါ့လေအသက်ဆိုလည်းငငယ်လေးပဲရှိသေးတယ်အဲ့တော့ကျွန်တော်တို့ဒီတရားဒီလောက်မှာကျွန်တော်တို့ဒီရလက်ဆိုးမယ်ဆိုတော့အရင်မဆိုးပါဘဲချန်ပီယံလိလောက်ဝင်ခွင့်ရမယ်ဒီအခုလက်ရှိချန်ပီယံလိမှာလည်းအတိုင်းအတာတစ်ခုလောက်ဒီကျွန်တော်တို့ရောက်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျင်နေရမှာပဲကျွန်တော်တို့ဒီ တအားကြီးကြံတဲ့ဥစ္စာတွေဒီကျွန်တော်တို့ဟိုလက်ရှိဟိုပရီးမီးယားလိချန်ပီယံကိုမကာကွယ်နိုင်လို့ပါလို့ဆိုပြီးတော့တိတ်ပြီးတော့ကျွန်တော်တို့ဟိုလောင်နေဖို့တော့မလိုအပ်ဘူးလို့တော့ကျွန်တော်တူတဲ့အမြင်ကတော့ထင်တယ်တချို့လူတွေနဲ့လည်းဒါကွဲကွဲလွဲကောင်းကွဲလွဲနိုင်နိုင်နေပေါ့လေအဲ့တော့ကျွန်တော်တူတဲ့စိတ်ထင်ကတော့ကျွန်တော်တို့ဒီနောက်ရာသီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခုလက်ရှိပိုင်ဆိုင်ထားတဲ့လူအင်အားရဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပြောမလို့နောက်ရာသီမှာလည်းဒါပရီးမီးယားလိချန်ပီယံမှန်းလို့ရတာပဲကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်အခု ကျွန်တော်ခေါ်တဲ့ကစားသမားတွေဆိုလို့ရှိရင်ဒါလူငယ်တွေပဲများတယ်ဗောလေအဲ့တော့အသင်းမှာလည်းအခုကနီးပြရဲ့ဒီကစားကွက်နဲ့လည်းအံဝင်ဝင်ကြမှုမရှိသေးဘူးဒါကြောင့်မို့လို့ဒီလူတွေကလည်းတချို့ဒီကျွန်တော်တို့อีเซတ်တော့ပါဆိုလဲဒံရကြမ်းခိုင်မှုဘိုင်းဆိုင်ရနောက်ပြီးတော့ဒီကျွန်တော်တို့ဖရင်ပေါင်းလို့ပါလို့ဆိုလို့ရဒီလိုပုံစံမျိုးတွေဗောလေဒါကြောင့်မို့လို့ကျွန်တော်တို့အသင်းမှာဒီယာဒီကတော့ကျွန်တော်တော့ယုံကြည်တယ်ဘလိုပဲဖြစ်ဖြစ်ချန်ပီယံမကာကွယ်နိုင်ဘူးဆိုရင်တော့မှဒီကျွန်တော်တော့ ချန်ပီယံလိရတော့ AC ဝင်ဝင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ကျွန်တော်တို့ဒီကာဘောင်ကကထွက်သွားပြီဆိုရင် FA ကကြံသေးတယ် FA ကကိုဘလို့လုံးမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပါလေဒါသူ့အနေနဲ့ဟိုဒီအရန်နေနဲ့ပဲထုတ်ကန်ပြီးတော့ဟိုနိုင်လဲဆက်တက်မယ်မနိုင်လဲထွက်မယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်ကောင်းဖြစ်နိုင်တယ်ဟိုအဓိက main အနေနဲ့ဒီ champion league နဲ့ premier league ကိုလည်းဒီပြအနေနဲ့ဒါဦးစားပေးအနေနဲ့သူတို့တွားနိုင်တွားရင်လည်းတွားနိုင်တယ်လို့ကျွန်တော်တအူးတည်းမြင်ရတော့ထင်တယ် ။ဒါကြောင့်မို့လို့ကျွန်တော်အခုလက်ရှိဆက်တပွဲမှာ6ပွဲနိုင်5ပွဲ ठी ရှုံးသွားတယ်ဆိုပေမဲ့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဗျာနောက်ထပ်ဒါဘလိုဖြစ်ဖြစ်28ပွဲတော့ကြံသေးတယ်။အဲ့ဒီ28ပွဲမှာပွဲ20နိုင်တော့ဒါ9ပွဲရှုံးပါစေအောင်ကျွန်တော်ပွဲ20ဆိုရင်အမှတ်60ရာကျော်လက်ရှိ18မှတ်နေ88မှတ်ဆိုရင်ချန်ပီယံလီကတော့ easy ဝင်လို့ရတယ်ဝင်ခွင့်ရတယ်ဗျအဲ့တော့ကျွန်တော်ကတော့နီပြာကြီးအာနီစလော့ကိုယုံကြည်မှု ရှိတယ်ဗောလေ तू လုံနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်လုံလုံလဲလုံပြခဲ့ပြီးွားပြီးခဲ့တဲ့ရာသီကကျွန်တော်သူ့တရားဒီကောင်းနီးပြလို့တော့ကျွန်တော်တော့မပြောချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် तू လုံပေးထားတဲ့ဟာကိုလေးစားလို့ဗောလေဒါကျွန်တော်တူတဲ့အမြင်ရဗောလေဒါတခြားလူတွေလည်းမြင်ရင်လို့မြင်လို့ရပါတယ်ဒါတရားတရားအမြင်ကွဲလဲကွင်းရှိတယ်ဒါဘလူပဲဖြစ်ဖြစ်ကျွန်တော်တို့အသင်းကိုချစ်တဲ့စိတ်ကတော့အတူတူပဲဗောလေကျွန်တော်လီဗာပူးအသင်းကိုချစ်တဲ့စိတ်ကတော့အတူတူပဲအဲ့တော့လက်ရှိအမှတ်ပေးစရာအဆင့်ရှစ်မှာရက်တည်နေတယ်ဆိုပေမဲ့ကျွန်တော်တို့ ဒီ international break ပြီးသွားလို့ရှိရင်ဘယ်လိုပုံစံမျိုးနဲ့ပြန်လာမလဲနောက်ပြီးတော့အခုလက်ရှိကျွန်တော်တို့ကစားသမားတွေနိုင်ငံတကာကိုဆေလွှတ်လိုက်ရတဲ့အနေအထားမှာကျွန်တော်တို့ဒီဒဏ်ရာတွေပြင်းပြင်းထန်ထန်မရလာပါစေနဲ့လို့ပဲဆုတောင်းနေပေါ့လေဒါကြောင့်မို့လို့ပြီးတော့ကျွန်တော်တို့ဒီ Alison Burger ပေါ့လေ Alison Burger မြန်ဆုံးပြန်လာလို့ရှိရင်လည်းပို့ပြီးတော့ကျွန်တော်တို့အတွက်အဆင်ပြေအဆင်ပြေတယ်ပေါ့လေအဲ့တော့ကျွန်တော်ကတော့နီးပြိုက်အနီစလော့ကိုယုံကြည်မှုပြေဝါရှိဒီတချို့လူတွေတုံးတက်နေလို့ကျွန်တော်တို့ အဲဒီဒီယာဒီမှာဟိုစုပ်ပြတ်သက်သွားလိမ့်မယ်လို့တော့မထင်ဘူးဗောလေကျွန်တော်တို့ဒီဆက်တဲ့ပွဲမှာ၅ပွဲပဲရှုံးချုံဘလို့ပဲဖြစ်ဖြစ်ဗောလေအဲ့တော့ကျွန်တော်တို့အတင်းဒီလက်ရှိအပြောင်းလဲလက်ရှိဒီရုံးကန်နေရတဲ့အနေအထားမှာကျွန်တော်ကတော့နီးပြရဲ့အနေတလို့ယုံကြည်မှုအပြည့်အဝရှိတဲ့သူအနေနဲ့ပြန်လာလိမ့်မယ်လို့ထင်တယ်ဗောလေအဲ့တော့ညီကိုအနေနဲ့ဘလိုမျိုးထင်လဲဗောလေဒါကျွန်တော်တို့ကိုလီဗာပူးမိသားစုတွေဆွေးနွေးတဲ့ပုံစံမျိုးဗောလေအဲ့တော့ ီကိုရောရဲ့မြင်လည်းကိုမောင်မောင်ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ပြောတဲ့အချိန်မှာအမပါရင်လည်းနားလည်ပြပါလို့ပြတ်တက်ရခံပါတယ်